အားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ Aster Dollar 2.5 million ဘိုးဝယ်ထားကြောင်း CC ထုတ်ပြောလာတဲ့သတင်းနဲ့အတူဗမာရိမပူနဲ့စောင်းတွင်းရောက်တော့မဲ့သတင်းတွေကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့ season တင်ဆက်သူခုဖြစ်ပါရခင်ဗျာ။ ပထမဆုံးအနေနဲ့ Astar ဒေါ်လာ2.5 million ဘုတ်ဝယ်ထားကြောင်း CC ထုတ်ပြောလာတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။ CC တယောက် Astar ကိုကြီးညာပေးနေပြန်ပါပြီ။ Binance ရဲ့ CEO ဟောင်းတူဖြစ်တဲ့ CC က Astar token 2 million ကျော်ကင်ထားကြောင်း screenshot ကို export မှာထုတ်ပြခဲ့ပြီးတဲ့နောက် Astar ရဲ့ဈေးကလည်း30ရာခိုင်နှုန်းကျော်အထိတက်လာခဲ့ပါရ။ Binance ပေါ်ကနေ Astar 2 million ကျော်ဝယ်ထားတဲ့ screenshot ကိုထုတ်ပြလာခဲ့တာဖြစ်တယ်လို့ trader မဟုတ်ဘဲ holder ဖြစ်ကြောင်းဆိုသွားခဲ့ပါသေးတယ်။ ဒီသတင်းကြောင့် Aster က0.91ဒေါ်လာဝင်းကျင်သာဈေးပေါက်နေခဲ့ရာကနေ1.26ဒေါ်လာအထိဈေးခုန်တက်သွားခဲ့ပြီးလက်ရှိမှာတော့1.2ဒေါ်လာဝင်းကျင်မှာဈေးပေါက်နေပါတယ်။တကယ်တော့ Aster token ကဈေးကြီးသီးသန့်သာခုန်တက်ခဲ့တာမဟုတ်ပါဘူး။ DeFi Llama ရဲ့ data rate အရပြီးခဲ့တဲ့24နာရီအတွင်းဒေါ်လာ224 million ကနေဒေါ်လာ2 billion ကျော်အထိ trade volume ခုန်တက်ခဲ့ပြီး Aster market cap ကလည်းဒေါ်လာ1.8 billion ကနေ ဒေါ်လာ2.5ဘီလီယံကျော်အထိတက်သွားခဲ့ပါတယ်။တကယ်တော့စီစီအနေနဲ့သူဝယ်တဲ့ crypto တွေကိုထုတ်ပြောတာအတော်လေးရှားတာကြောင့်လဲလိုက်ဝယ်ကြတာဖြစ်နေပါတယ်။လွန်ခဲ့တဲ့၈နှစ်သာကာလအတွင်းမှာ BNB ဝယ်ထားကြောင်းကိုပဲတောက်လျှောက်ထုတ်ပြောလာခဲ့တာဖြစ်ပြီးအခုမှသာ Aster ဝယ်ထားကြောင်းထုတ်ပြောလာတာပါ။ဒါကလည်း Aster က Binance ရဲ့ DEX လို့ဖြစ်နေတာကြောင့်သွေဝိုက်တဲ့နီလန်နဲ့ကြော်ညာပေးနေတာလည်းဖြစ်နေပါတယ်။ တစ်ဖက်မှာတော့ Aster ကဈေးတန်နိုင်ဖို့အတွက်ကိုအနေငယ်ရုံးကန်နေရပြီး Hyper Liquid ကိုကြော်နိုင်ဖို့ဆိုတဲ့အခြေအနေကိုရောက်ဖို့ဝေးကွာနေပါသေးတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ဗမာရီမပူနဲ့စောင်းတွင်းရောက်တော့မဲ့တရင်ကိုတက်ဆက်ပေးကြပါရယ်စိန်မန်းနီနီရီဖြစ်နေပြန်ပါပြီဒီတစ်ခါအပြစ်တင်စရာကတော့ ETF outflow တွေဖြစ်ပါရယ် US crypto ETF outflow တွေကြောင့် Bitcoin ဈေးတွေထိုးစင်းနေပြီး November လရဲ့ crypto ဈေးကွက်ကလည်းရေရဲတောက်အနည်းနဲ့အစပြုသွားခဲ့ပါပြီ။ဈေးကြတဲ့အရှင်ကိုဘိန်းတက်ပေးလိုက်တာကတော့ဝေးဆိုတဲ့လက်ကြီးသမားတွေက Bitcoin တွေထုတ်ရောင်းနေကြတဲ့အချက်ဖြစ်ပါတယ်။ဝေးတွေက Bitcoin supply ရဲ့68.6ရာခိုင်နှုန်းလောက်ကိုဆက်လက်ထိန်းချုပ်ထားပြီး October လမှာ BTC 33000လောက်ဝယ်ခဲ့ကြပေမဲ့ BTC 23000လောက်ကိုလည်းထုတ်ရောင်းပြီးအမြဲယူခဲ့ကြတာကိုတွေ့ခဲ့ရပါတယ်။ ဒီအချိန်တွေအတွင်းမှာတော့ဘေကွိုင်ကကနန်းသွားပဲသွားနေနိုင်သေးပြီး ADF outflow တွေဒီထက်များလာရင်ဒါမှမဟုတ်အခြားသတင်းတခုရှိခဲ့ရင်တော့ဈေးထက်ဆင်းနိုင်ပါတယ်။ on-chain signal rate အရဆိုရင်လည်းအားနည်းနေသလိုဘေကွိုင် option open interest ကလည်းအော်တိုဘာလအတွင်းမှာစံချိန်တင်ဒေါ်လာ56ဘီလီယံရှိခဲ့ရာကနေနိုဝင်ဘာလ3ရက်နေ့မှာတော့ဒေါ်လာ43ဘီလီယံကိုတိတိတသားကျဆင်းသွားခဲ့ပါတယ်။ ဒါကြောင့်အမေရိကန်တရုတ်ကုန်သွယ်စစ်ပွဲအရှုပ်အထွေးတွေအပြီးမှာပြန်တက်နိုင်ဖို့ကိုရုန်းကန်နေရတဲ့ပုံဖြစ်ပါတယ်။လော်လော့ဆင်မှာတော့အရန်ကြီးဆိုးရွားနေတဲ့အခြေအနေမဟုတ်သေးပေမဲ့နိုဘမ်ဘာလကသမိုင်းအရာတော့ဈေးအတက်ကျန်းတဲ့လဖြစ်တာကြောင့်နိုဘမ်ဘာလမှာရီကာဘာဖြစ်လာနိုင်မလားမဖြစ်လာနိုင်မလားဆိုတာကိုတော့သေချာစောင့်ကြည့်ဖို့လိုအပ်ပါတယ်။နိုဘမ်ဘာမှာမှပြန်မလာနိုင်ရင်တော့စောင်းဝင်ဖို့သေချာသလောက်ဖြစ်သွားပါလိမ့်မယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတိဆက်ပေးကြတာဖြစ်ပါတယ် မိတ်ဆွေတို့မှာ cryptocurrency ဝယ်ရောင်းလုပ်ဖို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trade လုပ်တိုင်းမှာ fee discount ပြန်ရမယ်အခုကောကောအသုံးပြုပြီးတော့ account ဖွင့်နိုင်ပါတယ်နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trader မြတ်ကြပါစေခင်ဗျာ thank you